ကျွန်တော်ဝင်လာပထမဆုံးဝင်လာတော့ကျွန်တော်ပြူပါဖြစ်ပါကျွန်တော်ကလွန်ခဲ့တဲ့12ရက်အဲတလပိုင်း12ရက်နေ့ကနေဝင်လာခဲ့တာဖြစ်ပါကျွန်တော်ကတလပိုင်း12ရက်နေ့ကနေဝင်လာခဲ့တာဖြစ်ပါတယ်ပြီးတော့7ကွန်18လောက်မှာတော့နောက်ထပ်အမှတ်99ဒီပြူပါဝင်လာပါတယ်28 29 28ဝင်ရင်းမှာတော့အမှတ်99ဒီပြူပါဝင်လာပါတယ်99ဒီပြူပါတော့ဟိုယာယီနီးပြူပါဘူးပဲ ဒုတိယဘုံမူကြီးချော်ညင်ညီလင်းဥဆောင်ပါတယ်။ကိုကိုသုံးနီးပြောအောင်တော့ဒုတိယဓမ္မမူဘုံမူကြီးဝေလင်းအောင်ဥဆောင်ပါတယ်။အခုဓမ္မနှစ်ပြူဟာရောက်တဲ့အချိန်မှာတော့ဓမ္မမူရောက်ရှိလာပြီဖြစ်ပါတယ်။ဓမ္မမူကတော့လက်ရှိပရမ်းမအခြေပြုပြီးတော့ခုတ်ကဲလျက်ရှိပါတယ်။31ရက်ဆန္ဒလာကနေပြီးတော့မှ12ရက်တလပိုင်းအထိကျွန်တော်တို့ရမဲသိန်းဒေသမှာရှိတဲ့အမှတ်3 ဖိတ်ခြေကလေးကျင်းဤတမှာနှစ်ပတ်သာသင်တန်းတက်ရောက်ခဲ့ပါတယ်ဒီလိုမဟုတ်ခင်ကျွန်တော်ဖြူပါအနေနဲ့အမကူကူနဲ့ဒီဖြူပါနဲ့တက်ရင်သုံးရင်အနေနဲ့ဒါအဲ့မှာသင်တန်းနှစ်ပတ်သာသင်တန်းလေ့ကျင့်ခဲ့ပါတယ်အဲ့မှာတော့ကျွန်တော်တို့ဟိုဒီတာမန်စနီးဖြူပါဖြစ်တဲ့ခံခွာခြိတိုက်တက်စုအဆင့်တက်ခွဲအဆင့်တိုက်စစ်ခံစစ်အဲပြီးရင် တက်ရင်အဆင့်တိုက်စစ်ဒီလေ့ကျင့်ခန်းလေးအပြင်ဒီ MA7 ဆက်လက် အဲကျွန်တော်တို့ဒီလက်နက်ကြီးရဲ့ဒါဖိခက်လေးခြင်းမှုဒါတွေကိုလည်းထပ်မံပြီးတော့မုံမှန်သင်ခန်းပေးခဲ့ပါတယ်။လှပေးပြီးကျွန်တော်တို့ဒီပဒန်းကို12ရက်နေမှာခြိတက်ခဲ့ပါတယ်။12ရက်နေညမှာကျွန်တော်တို့ပဒန်းကိုဟိုရောက်ရှိခဲ့ပါတယ်။နောက်ရောက်ပြီးတော့ကျွန်တော်13ရက်နေမှာပဒန်းဒေတာကနေပြီးတော့ခံမြကန်ဒေတာကိုရင်နှန်းမြင့်ခြိတက်ပြီးတော့ကျွန်တော်တို့ခြိတက်ပြီးတော့ကျွန်တော်ခံမြကန်ဒေတာကိုရောက်ရှိခဲ့ပါတယ်။13ရက်နေညမှာ14ရက်နေမှာကျွန်တော်တို့ ဒါအရကတက်ကတော်ကနေပြီးတော့ဝင်ရောက်ထိုးစင်တက်ခဲ့ခဲ့တဲ့အချိန်ကစပြီးတာကျွန်တော်ပထမဦးဆုံးဒီဒေသကိုစတင်ပြီးဆက်တင်ရေးတာဝန်ထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်တွေ့ကြုံရတဲ့တွေ့ကြုံတွေကတော့ကျွန်တော်တို့ကျွန်တော်တို့တက်ခဲ့ကျွန်တော်လေ့ကျင့်ဒါကြီးဝမှုအားနေပါတယ်ပြီးရင်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်တို့တိုက်လို့ခိုက်လို့စိတ်နေပါပါတိုက်လို့ခိုက်လို့စိတ်နေပါပါတယ်ကျွန်တော်တို့တိုက်ရိုက်ခိုက်ရည်လဲအားနေပါတယ်စိတ်ဓာတ်အားနေပါတယ်အဲ့ဒီချက်တွေကြောင့် ါကျွန်တော်တို့လက်ရှိဒီဘယ်တိုက်ပွဲမှာပဲဘယ်နေရာမှာပဲရင်ဆိုင်ရင်ဆိုင်ကျွန်တော်တို့ရှုံးနေနေဦးမှာ ဖြစ်ပါတယ်28ရှင်းနေမှာဘယ်ဘက်ခြေောက်မှာဒီချိန်တန်ရခဲ့ပါတယ်။ရန်ရကြွကျွန်တော်သတင်းဖို့တင်ပြခဲ့ပါတယ်။တမအောင်ကျွန်တော်တို့ကတမအောင်ပဲသတင်းဖို့တင်ပြရတယ်။ဒီချိန်သတင်းဖို့တင်ပြခဲ့ပါတယ်။ကျွန်တော်ရဲ့ဒီဘယ်ဘက်ခြေောက်လဲတစ်ချောင်းလုံးနေပါမကောင်းတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်32ရက်နေမှာညာဘက်တစ်ခါထပ်ရခဲ့ပါတယ်။ အဲ့လောက်လည်းကျွန်တော်ထပ်မံပြီးတရေဖို့တင်ပြခဲ့ပါတယ်ကျွန်တော်အစီအစဉ်နဲ့ကျွန်တော်ရသလောက်ဟိုဖုတ်ပြီးတော့ပဲလာပါမယ်လို့ကျွန်တော်တင်ပို့ခဲ့ပါတယ်ကျွန်တော်တို့ဘီသူမှခေပေးမယ်ဘီသူမှဘာလုပ်ပေးမယ်ဆိုတော့ဟိုဆောင်ရွက်ခဲ့ခြင်းလည်းမရှိသလိုကျွန်တော်လည်းတင်ပြခဲ့ခြင်းမရှိပါဘူးကျွန်တော်ကိုတင်ပို့တင်ပြတဲ့ချိန်မှာအန်ဒီကင်းကင်းနဲ့လမ်းကြောင်းရွေးချယ်ပြီးတော့မှဆုတ်ခွာပြီးတော့မှဒါဟိုလုကင်းလို့တဲ့နေပြည်ရောက်မှသာဆေးုံ ပို့ပေးနိုင်မယ်လို့ ြောတဲ့အတွက်ဒါကျွန်တော်တို့အန်ဒီရဲ့ကင်းနိုင်တဲ့လမ်းကြောင်းများကိုရွေးချယ်ပြီးဆုတ်ခွာခဲ့တာဖြစ်ပါတယ်။မိမိတို့နဲ့အရကတော့ပထမဆုံးကြွားချက်ကတော့အထက်ပေါ်ယုံကြည်အားကိုးမှုဖြစ်ပါတယ်။ပါရရှိကပြီးရင်တော့မိမိတို့ရဲ့ဟိုလက်ရှိရည်တည်နေထိုင်နိုင်မှုဖြစ်ပါတယ်ခင်ဗျ။နံပါတ်3အချက်ကတော့စိတ်ဓာတ်မိုင်းဖြစ်ပါတယ်